ခုကိုတခုတည်းဇောက်ချလုတ်ပါလားတိုင်ငယ်တော်ကကျွန်တော်ဘိန်းကြီးကိုစိတ်ဝင်လာတော့ကျွန်တော်ဘိန်းသေးကိုစိတ်ဝင်လာတယ်ညီကိုမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကောင်းလေးကိုဖောက်ပြီးတော့ကျွန်တော်တို့တော်တော်များများသိကြရင်ညီကိုတွေကဖုန်းဆက်လဲမေးတယ်ပြောလို့ရှိရင်ကျွန်တော်တငယ်ချင်းတွေကိုယ်တိုင်ကလည်းပြောကြတယ်ပေါ့နော်ဘာလို့ဖုန်းမဲဇောက်ချမလုတ်တာလဲဖုန်းဆိုင်လေးလည်းအောင်မြင်နေတဲ့အဆင်ပြေနေတဲ့အတန်းနဲ့ဘာလို့ဆိုင်ကယ်ရှိုးရုံဖွင့်လိုက်တာလဲပေါ့နော်လက်တန်ရှိကြီးဖြစ်ချင်လို့လားတခုကိုတခုတည်းဇောက်ချလုတ်ပါလားဆိုတဲ့ဟာကို ကျွန်တော်ပြောကြရဲပေါ့ဒါပေမဲ့အဲ့ဒါကကျွန်တော်ခံထားတဲ့ဟာနဲ့ကျွန်တော်သိထားတဲ့ပညာနဲ့ဆိုရင်ကျွန်တော်ပြောပြပေးပါမယ်နော်ကျွန်တော်မှာ income stream က၃ခုရှိပါတယ် income stream ဆိုတာကဟိုပတ်စံရတဲ့ပတ်စံရလမ်းပေါ့ဗျာ၃ခုတော့တကယ်တော့မကောက် အဖုန်းဆိုင်ကတော့အဓိကရရတယ်ဖုန်းဆိုင်မှာဆိုလဲကျွန်တော်မအူးစင်းနိုင်တဲ့အတွက်ကျွန်တော်ကွန်ဆော့တန့်သဘောမျိုးနဲ့ကျွန်တော်ရဲ့မျိုးသမီးကျွန်တော်ရဲ့မိန်းမကိုပဲအဲကျွန်တော်ကွန်ဆော့တန့်ပေးတယ်အကြံဉာဏ်ပေးတယ်ပေါ့ဗျာအဲအကြံဉာဏ်ပေးရတယ်ပေးကလည်းကျွန်တော်တက်တက်ယူတယ်အဲ့ဒါတော့ကျွန်တော်ရဲ့နံပါတ်1ဝင်ငွေရလဲနံပါတ်2ဝင်ငွေရလဲကျွန်တော် YouTube YouTube မှာကျွန်တော်တလောက်တလောက် subscriber ရှိတယ်ဒါအောင်လဲတော်တော်များများတည်ပြီးသားဖြစ်မှာပါ YouTube ကလည်းကျွန်တော်တလောက်5သိန်း6သိန်းတော့ပုံမှန်ပေးတယ်ပြီးတော့လို့ရှိရင်အဲကျွန်တော်အားရင်အားလို့ဒါနေပြည်တော်ပြင်းနာလူတွေဆိုတည်တယ် အဲကျွန်တော်ကားဝယ်ရောင်းလဲကျွန်တော်လုပ်တယ်ကားကိုကိုကူတိုင်းလဲဝယ်တယ်ကိုကူတိုင်းလဲရောင်းတယ်ပြီးလို့ရှိရင် point လဲရိုက်တယ်ပေါ့နော်အဲ့ဒါအဲ့မှာတင်း၃ခုရှိတယ်အဲအမှကျွန်တော်ဆိုင်ငယ်နဲ့ပတ်သက်ပြီးကျွန်တော်ဟိုးရဲကစိတ်ဝင်စားတယ်ဆိုင်ငယ်တော်မှကျွန်တော်ဘိန်းကြီးကိုစိတ်ဝင်စားတယ်ကျွန်တော်ဘိန်းသေးကိုစိတ်ဝင်စားတယ်အော်တိုလို့ အဲစကူဗီဒီယိုကလစ်တို့ဆိုကျွန်တော်အရန်ကြိုက်တယ်အဲ့အတွက်ကြောင့်တေချာကျွန်တော်တနှစ်တည်းအချိန်ယူပြီးလေ့လာတယ်လေ့လာပြီးတော့မှပဲကိုယ်ကိုယ်တိုင်ပညာပညာဆိုတော့ပြည့်တာတော့မရှိဘူးဗျာတည်ရမလားမပြည့်ဘူးထင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆိုင်ကြီးဆိုင်ကောက်ဖွင့်လိုက်တယ်ဆိုင်ကြီးဆိုင်ဖွင့်တဲ့အဲကာလမှာလေကျွန်တော်အခုဆိုရင်တရားဝင်ဆိုင်ကြီးဆိုင်ဖွင့်တာခုတလပဲရှိသေးတယ်ကျွန်တော်အိမ်ထဲထားရောင်းတာဆို၄၅၆လရှိပြီကျွန်တော်တလကိုစီးရ30နဲ့40ကြာထွက်တယ်အရင်လဆိုရောင်းမကောင်းတဲ့လဆိုကျွန်တော်စီးရ20ကြာထွက်တယ် ဒါကဝါနုတဲ့ဆိုင်ငယ်သမားတယောက်အနေနဲ့ကတော့ဒါအဖွင့်လိုက်ရလို့ပြောလို့ရရပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်လက်ခံထားတာကျွန်တော်ကအဲ့အနေနဲ့တောင်မှပတ်စံရရချင်တာဆိုင်ငယ်ဆိုင်အောင်လဲကျွန်တော်တယောက်ထဲအချာကြီးဦးစီးမှမဟုတ်ကျွန်တော်မှအာ တင်ပေးရမယ့်ညီတယောက်ရှိတယ်သူ့ကိုကျွန်တော်အကုန်လွှဲမယ်အဲ့ရနေပတ်သက်ပြီးတော့ကျွန်တော်ကျိုးမြတ်ပြန်ယူမယ်ပေါ့နော်ကျွန်တော်အဲ့လိုသွားတာဖြစ်ပါတယ်ကျွန်တော်ကတော့ passive money idea တွေကိုကျွန်တော်အသုံးချပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်အခုဆိုင်ကေကိုရောင်းဝယ်လုပ်နေရခြင်းဖြစ်ပါတယ်အားလုံးပဲအခုလိုမျိုးလေးစိတ်ရှည်သီးခံပြီးနားထောင်ပြရတော့ကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်တိုင်းချိန်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ